ဦးစင်းတို့ဒီရှင်းအောင်သမိုင်းဝင်အနောက်စီသူမင်းကြီးတည်ထားခဲ့တဲ့ဥပွဲခဲ့တဲ့ဖောင်တော်ဦးစင်းဒီညာ28ရက်နေ့စွန်နိုင်90မှာမြေလင်လောက်ခတ်သွားတဲ့ခါမှာယူကြပျက်စီးသွားတဲ့ခါမှာဦးစင်းတို့မှာဝမ်းနဲ့ကြည်ဝဲမှုဖြစ်တာပေါ့ကိုပါလာကိုသာသနာဒီလိုအလူရှင်အလူမတွေဟောပေါ့နော်ဒီဖះစီတော်ကြီးဟာရေခတ်သွားတဲ့ခါမှာ ဝန်နေမိကြတာပေါ့စီဒီကပထမဆုံးဒီဖောင်တော်ဦးစီတော်မြကြီးကပထမဆုံးရေခပါရဲ့ပေါ့ရေခပြီးတော့じゃဒီဘက်ကထူတောင်းမြေစီဒီရေဟိုဘက်ကစီဒီနှစ်စုရေဟိုဘက်မှာရှမ်းဖျားရေပေါ့နော်အဲ့တော့ရေခမျက်စိဝါခံပါဦးဇင်းတို့ဘုန်းကြီးတို့ဝန်နေဝန်နေမှုဖြစ်တာပေါ့ခုចောင်းတိုင်းမှာဆိုရင်ចောင်းကြီးရဟုတ်လားတန်ဃာတွေ ငါးပါးရှိတာဒီဘုထိုင်မှုပဲအဲ့အစမပြေဘူးပေါ့ရင်းရင်းပြည့်စုံသွားတယ်ပေါ့ရင်းရင်းပြည့်စုံသွားတဲ့အခါမှာဥစဉ်တို့တန်တန်လာလာပေါ့နော်အဲတင်ပင်အောင်ပါလေသတင်းသုံးနေနေရတယ်ပေါ့ခုလောလောဆယ်မှာအလူရှင်လူမာတယ်မပေါ်သေးဘူးပေါ့အဲဒီဖောင်တော်ဦးစည်ဒီရှင်းအောင်သမိုင်းဝင်နေဖောင်တော်ဦးစည်ဒီမှာပြန်လဲပြုပြင်ခြင်းနဲ့တက္ကະတက္ကမများလှူခြင်းတန်းခြင်းနဲ့ဆိုရင်ဥစဉ်တို့ဘက်ကနေပြီးတော့ဝမ်းမြောက်ဝမ်းသာတာတို့ခေါ်တာပေါ့အခုအချိန်မှာတော့ လူမဲ့တမ်းမဲ့သူတော့မပေါပေါသေးဘူးပေါ့ဒီရှင်အောင်သမိုင်းဝင်ဖောင်တော်ဦးဇေဒီဆိုတာကလည်းအလောင်းစုသူမင်းကြီးတန်ခတ်လဲလဲခါမှာသူ့ရဲ့ဖောင်ဆက်ကြာလဲတဲ့ခါမှာရက်တက်တဲ့ခါမှာဇေဒီကိုတီးခဲ့တဲ့ဇေဒီတွေဆိုတော့တစ္ဆာအောင်မြေဒိဋ္ဌံပြုထားတဲ့ဇေဒီတော်မြတ်ကြီးတွေပေါ့အဲဒီဇေဒီတော်မြတ်ကြီးတွေကိုပြန်လဲပြုပြင်မဲ့ဒကာဒကာမတွေပေါ်ပေါက်လာရင်တော့ပူပြီးတော့ကောင်းတာပေါ့ မလင်လောက်တော့ကတော့ကျွန်တော်တို့မှ7နိုင်ထိုးပြီးလောက်လဲတော့ထမင်းစားပြီးတဲ့အချိန်ဆိုတော့အပြင်မှာရောက်နေတဲ့အခါကျတော့လူတွေကအတွင်းထဲမရှိတော့အန်တီတော့မရှိဘူးငရင်လောက်လိုက်တာကကျွန်တော်တို့ကလည်းဘွားဟာဘာတော့ဟာမိုးကြိုးပစ်ထားတာဘုံချလိုက်တာလားဒါမျိုးအောက်မြို့လည်းမဟုတ်ဘူးတော့တော့ငရင်လောက်တာအဲ့တော့ကျွန်တော်အိမ်ကြီးဒီဘောတော့ငရင်တို့တော့တုံခါမှုတွေနဲ့ဟာခုံလိုက်ပေါက်လိုက်အိမ်ကြီးကိုအကုန်လုံးကွဲပြားပြီးတော့အခုလူရသည်ဖြစ်ကုန်ပါတယ် အဲရွာထဲမှာတော့အိမ်၃လုံး၄လုံးပတ်ကြားကွဲကုန်တယ်ဒီဘက်တဲရွာအစ်ပိုင်းထဲမှာကတော့ဟိုရှေ့ကအဖြစ်ကလေးပြုတ်ကျတော့တဲ့အိမ်ကျွန်တော်အိမ်ဆိုရင် လုံးဝမှယူစရာမရဖြစ်သွားတာကျွန်တော်အိမ်ကလုံးဝအောက်ကလည်းပတ်ကြားကွဲသည်လူဝင်အိတ်ထည့်လို့ရတယ်အဲပတ်ကြားကွဲထဲမှာလဲခင်ဗျာအတုံးလေးအိမ်ပြည့်ပြီးတော့ကျွန်တော်အိမ်ကအထီးကပြည့်ကုန်တဲ့အိမ်ဖြစ်တယ်ဘုန်းကြီးကျောင်းတော့ကျွန်တော်ဘုန်းကြီးကျောင်းကလည်းဖခင်ကျောင်းဆောင်ဆွန်စာကျောင်း အဲ့မဲ့အကုန်လုံးပတ်ကြအဲ့ပြီးတော့အပေါ်မျက်နှာရက်တွေလည်းအကုန်လုံးပြုတ်ကြကုန်တယ်ကြောင်းလည်းပြူကျသွားပါတယ်ဖះမျက်နှာရက်တွေဖះတွေလည်းအားလုံးပေါ့နော်ကျော်ရှိအောင်ဖះလည်းအားလုံးမြည်ဒီခကုန်ပါတယ်6စုတလုံးအကုန်လုံးပါပဲဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့တစ်သက်မှာတော့ကျွန်တော်အခုအသက်သူ64နှစ်ရှိပြီဒီပုံစံမျိုးတစ်ခါမှမကြုံဘူးပါဘူးသူများမျိုးနေမှာကြုံသူများဟုတ်နိုင်ငံတွေပေါ့လေနိုင်ငံကြီးမှာကြုံဘူးတယ်ပြောတာကိုကြားဘူးတာဖြစ်တယ်အခုကိုရောက်မှာတကယ်ကိုကြုံခဲ့ပါတယ် ဲ့တော့တကယ်ကိုကြောက်လန့်အခုချိန်ထိကျွန်တော်တို့ဆိုကြောက်လန့်နေတုန်းရှိတယ်။ဘာနည်းနည်းဒူးဒူးဆိုရင်ထွက်ပြေးဒူးဒူးဆိုထွက်ပြေးပြေးနေရတာကိုအိမ်မှာကိုမအိပ်ရဘူး။အဲငလင်ပြေးတဲ့ပတ်သက်လို့တော့ကျွန်တော်တို့ငလင်တွေထက်ခါတခါလုံနေတော့ဒီတိုင်းပဲထက်ခါတခါလုံနေတော့လူတွေကတော့ဘောတော့အန်ဒီရင်နဲ့တွေ့တော့ကြောက်နေတာစိတ်ထဲမှာကဒုံဒုံဒုံဆိုတဲ့ကြောက်စွန်းစွန်းကြောက်ဆိုအပြင်မှာပဲနေရထိုင်နေရဆိုတော့အဲကျွန်တော်တို့နေရထိုင်ရတာစိတ်ရှမ်းသာမှုမရှိဘူးပေါ့ဗျာပြောရရင်တော့ဖြင့်တော့တောင်သူတွေကျွန်တော်တို့ပြည်သူတွေအနေနဲ့က